မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုမှာကတော့ BTK ကွင်းဆက်လူတက်မှုအပိုင်း1ကိုဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်ပထမပိုင်းမှာ Dennis Rader ဆိုတဲ့ BTK လူတက်သမားအကြောင်းနဲ့သူ့ရဲ့ပထမဆုံးလူတက်မှုဖြစ်တဲ့ Otrio Mitazu လေးလောင်းပြိုင်လူတက်မှုနဲ့လူတက်သမားကဘာတွေဘလို့ပြန်ပြီးတော့ပြောပြခဲ့တယ်လဲဆိုတာကိုဒီဗီဒီယိုမှာပြောပြခဲ့ပါတယ် တကယ်လို့များမိတ်ဆွေကပထမပိုင်းကိုနားမထောင်ရသေးဘူးဆိုရင် BTK ကွင်းဆက်လူတက်သမားပထမပိုင်းကိုနားထောင်ပြီးမှသာဒီဒုတိယပိုင်းကိုနားထောင်ပါလို့အကြံပြုပြစေရှင်ဒီဒုတိယပိုင်းမှာတော့ Dennis Rader ကဂျန်နဲ့အမှုတွေကိုသူဘလိုမျိုးကျွလွန်ခဲ့တယ်လဲ BTK ဆိုတဲ့နာမည်ဘလိုရလာတယ်လဲဘာအတိတ်ပဲလဲ ရဲနဲ့မီဒီယာကိုဘလိုမျိုးတည်င်းပေးခဲ့တယ်လဲဆတဲ့ရဲနဲ့သူနဲ့ညံကစားခန်းကြောင်နဲ့ကြွက်လိုက်တန်းပြေတန်းဘလိုကစားခဲ့တယ်လဲဆတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြပြသွားမှာပဲဖြစ်ပါတယ်ရဲတွေကအော်ထရီယိုမီတာစုတက်သွားတဲ့လူသက်သမားနဲ့ပတ်သက်ပြီးတော့လူသက်သမားကဘသူဖြစ်နိုင်မလဲဘလိုမှစုံစမ်းမရဖြစ်နေတဲ့အချိန်ဒက်နစ်ရေတာကနောက်ထပ်လူသက်မှုတွေတမှုပြီးတမှုကျွလွန်နေခဲ့ပါတယ် ီလေးလောင်းပြိုင်လူတက်ပြီးတဲ့နောက်မှာသူကျွတ်လွန်တဲ့လူတက်မှုကတော့မိန်းကလေးငယ်ငယ်လေးတွေကြီးပဲသူ့ကိုအင်တာဗျူးတဲ့အချိန်သူကဒီမိန်းကလေးတွေကိုသူ့ရဲ့ project တွေလို့ပြောခဲ့တယ်သူကဘလို့လုပ်တယ်လဲဆိုတဲ့အဆင့်နဲ့သူကပြောပြတယ်လူတက်မှုတမှုကသူ့အတွက် project တစ်ခုပဲ Dennis Rader ပြောတာကဒီ stocking အဆင့်လူတွေကိုနောက်ကနေလိုက်ချောင်း လိုက်ကြည့်ရတဲ့အစ်စ်မော်အဲ့ဒီအစ်စ်မာသူကသူ့တားကောင်ဖြစ်လာမဲ့သူရဲ့အကြောင်းကိုအသေးစိတ်လေ့လာရတာလို့ဆိုရဲဒီလူတွေအကြောင်းကိုသိနိုင်ဖို့သူရဲ့လှူရှားသွားလာမှုတွေကိုအနောက်ကနေလိုက်ကြည့်ရတဲ့အပြင်စာကြည့်တိုက်တွေဘာတွေတွားပြီးတော့အဲ့ဒီလူတွေရဲ့နာမည်လိပ်စာဖုန်းနံပါတ်စတဲ့အချက်အလက်တွေကိုအသေးစိတ်သူကရှာကြည့်ရတယ်ပြီးရင်သူတိထားတဲ့အခြားချက်တွေနဲ့ကြိုက်မကြိုက်ကိုလည်းသူကတိုက်ဆိုင်စစ်ဆေးကြည့်တာမျိုးအဲ့လိုတေချာစီရင်ပြုစုတယ်ပေါ့နော်သူရဲ့တားကောင်ဖြစ်နိုင်ခြင်းရှိတဲ့လူတွေစီကိုသူက ဖုန်းတော့မှခေါ်ကြည့်တာမျိုးလုပ်တယ်တဲ့သူတို့နေတဲ့အိမ်အနီးအနားကိုလည်းအခောက်ခောက်ခါခါကားတွေမောင်းကြည့်ပြီးတော့ပတ်ဝန်းကျင်ကိုအကျွမ်းဝင်အောင်သူကလေ့လာရတယ်။အဲ့ဒီလိုမျိုးသူကလိုက်ချောင်းလိုက်ကြည့်နေတဲ့အချိန်တိုင်းမှာသူကသူ့ရဲ့ hit kit လို့သူနာမည်ပေးထားတဲ့လူတက်မဲ့အချိန်မှာသူသုံးမဲ့ကရိယာတွေပေါ့။တနတ်ဒါကြိုးတိတ်ခွေ plastic 8စတဲ့အပစ္စည်းတွေအကုန်ပါတဲ့အထုပ်ကိုသူက သူနဲ့အလွယ်တကူလက်လန်းမီတဲ့နေရာမှာအဆင်တင်ထားထားပြီးမှလိုက်ချောင်းတာလို့ပြောတယ်။ interview မှာသူပြန်ပြောပြတာက သူ့အတွက်ကဒီလိုမျိုးလိုက်ချောင်းရတဲ့အဆင်နဲ့လူသက်ပြီးသွားတဲ့အချိန်ကမြင်ကွင်းပေါ့။အဲ့ဒီဟာသူ့ရဲ့စိတ်ကြေနပ်မှုကိုလုံးဝအမြင့်ဆုံးကိုရရှိစေတဲ့အထွတ်အထိပ်ကိုရောက်စေတယ်တဲ့။လူသက်နေတဲ့အချိန်မှာထက်အဲ့ဒီလိုမျိုး stalking အဆင်ပေါ့နော်။လိုက်ပြီးတော့ချောင်းကြည့်နေရတဲ့အဆင်အရန်သူကြိုက်တယ်။နောက်ပြီးတော့ တက်ပြီးတဲ့အဆက်နော်လူတက်ပြီးသွားတဲ့အချိန်မှာမြင်ရတဲ့မြင်ကွင်းအဲ့ဒါကိုကြည့်ရတာ तू အရန်ကျေနပ်တယ်အဲ့လိုမျိုးအချိန်တွေပါတက်တဲ့အချိန်ထက် तू တာယာမှုပိုရတယ်ပေါ့နော် ခမည်းကခမည်းရဲ့တားကောင်ကိုထိမ့်ချုပ်ထားနိုင်ဖို့လိုတယ်ဗျာအဲ့ဒါကတော့သူ့ကိုကြိုးချီတုပ်ထားလိုက်တာပဲဒါကကျွန်တော်အတွက်အရန်ရေးကြည့်တယ်ဗျာတကယ်လို့ကျွန်တော်ကလူတယောက်ကိုတတ်တော့မယ်ဆိုရင်သူ့ကိုကြိုးချီဖို့အရင်လုပ်တယ် ဒါကကျွန်တော်ရဲ့လိန်စိတ်ကျေနပ်မှုအတွက်အရာအရေးကြီးတယ်ကျွန်တော်ကသူတို့ကိုဒီလိုနှိပ်ဆက်ပြီးတတ်လိုက်ရမှာကျွန်တော်ရဲ့လိန်စိတ်ကျေနပ်မှုရတာဆိုပြီးတော့သူကပြောတယ်1984ခုနှစ်ဧပြီလပေါ့ပထမအမှုပြီးသွားလို့3လအကြာမှာပဲ Dennis Reader ကနောက်ထပ်သားကောင်တယောက်ကိုရှာဖွေသတ်မှတ်ပြီးသွားပြီအဲ့ဒီကမလေးကအသက်20နှစ်အရွယ် KT Bright ဆိုတဲ့ college ចောင်းသူကလေးအဲ့ဒီចောင်းသူလေးကအပြင်ကနေအိမ်ကိုပြန်လာတဲ့အချိန်မှာ ဒန်နစ်ကသူ့ရဲ့လမ်းထဲကိုကားရှောက်မောင်းရင်းတားကောင်လိုက်ရှာနေခဲ့တဲ့အချိန်အဲ့ချိန်မှာသူ့ကိုမြင်သွားခဲ့တယ်။အိမ်ထဲကိုလူတစ်ယောက်နဲ့အတူဝင်သွားခဲ့တယ်ပေါ့နော်။ Dennis Reader อืมဒီတယောက်ပဲဆိုပြီးတော့သူကမချက်ချလိုက်ပြီးတော့သူ့ရဲ့ project ဆိုရဲမဆုစာအောက်ထဲမှာ project lights out ဆိုပြီးတော့နာမည်စီးရင်တွင်းထားလိုက်တယ်။အဲ့ဒီနောက် KD ကိုတေချာလေးလာပြီးတော့ KD အိမ်မှာသူဝင်ပြီးတော့ပုံနေခဲ့တယ်။သူနဲ့အတူ သူ့ရဲ့ hip kit ကိုပါယူလာခဲ့တယ်။အဲ့ဒီထဲမှာတနတ်နယ်လက်ပါလာခဲ့တယ်။ဖြစ်ချင်တော့အဲ့ဒီနေရာ KDR ခတိုင်းလိုမျိုးတယောက်တည်းပြန်လာတာမျိုးမဟုတ်ဘဲနဲ့အသက်16နှစ်အရွယ်သူ့ရဲ့မောင်လေးနဲ့အတူအိမ်ကိုပြန်လာခဲ့ပါတယ် လူတက်မဲလို့ဆုံးဖြတ်ထားပြီးအိမ်မှာရောက်နေပြီဖြစ်တဲ့ Dennis Reader ကသူ့မောင်နှမနှစ်ယောက်စလုံးကိုတိုက်ခိုက်ဖမ်းဆီးပြီးတော့ကြိုးချီထားလိုက်တယ်။အဲ့ဒီမှာလည်းပဲသူ့ရဲ့ပထမဆုံးလူတက်မှုထဲကလူမျိုးသူကပြောတယ်။ငါမင်းရဲ့ကားနဲ့ငွေကိုပဲလူချင်ခဲ့တာဆိုပြီးတော့လိန်ပြောတယ်။ပြီးတော့သူ့မောင်နှမနှစ်ယောက်ကိုကြိုးချီပြီးတော့အခန်းခွဲထားလိုက်တယ်။ဒါပေမဲ့ Katie ရဲ့မောင် Kevin ကိုချီထားတဲ့ကြိုးကပြေသွားခဲ့တယ်။သူကချက်ချင်းပဲ Dennis Reader ပေါ်ခုံအုပ်ပြီးတော့တိုက်ခိုက်လိုက်တယ်။ ဒါကြောင့်ဒန်နစ်ကချက်ချင်းပဲတနတ်နဲ့ပြန်ပြစ်လိုက်တဲ့အတွက်ကေဗင်ကောင်းကိုထိပြီးတော့လေးကြသွားခဲ့တယ်။တွေးတွေလည်းအများကြီးစီးကြသွားတယ်။ဒန်နစ်ရေဒါကကေဗင်တေသွားပြီလို့ထင်ပြီးတော့ KD ဘက်ကိုပြန်လေ့လာပြီးလီဗင်းညစ်နေတဲ့အချိန်မှာကေဗင်ရဲ့လှုပ်ရှားတောင်ကိုပြန်ကြားလိုက်ရပြီးတော့သူတို့နှစ်ယောက်နှစ်ပန်းလုံးတိုက်ခိုက်ပြန်တယ်။ Dennis Rader Kevin ကိုဒုတိယအကြိမ်မြောက်ခေါင်းကိုပစ်ထည့်လိုက်ပြီးတော့ KD ကိုသူကတစ်ခါပြန်တတ်တယ် ဒါပေမဲ့ KTI အသက်မြမြမထွက်နိုင်တဲ့အခါမှာသူက KTI ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးပြီးတော့တတ်လိုက်တယ်။သူစိတ်ထဲမှာတနတ်တန်ကြောင့်ရေးတွေကအချိန်မီရောက်လာနိုင်တယ်ဆိုတော့စိုးရိမ်စိတ်ကလည်းရှိနေတော့မြမြလက်ဆက်တတ်လိုက်တဲ့တဘောတဲ့။အဲ့ဒီချိန်မှာတကားဖွင့်တန်းကြားလိုက်တော့သူကဟာရေးတွေရောက်လာပြီလို့ထင်ခဲ့တာ။ဒါပေမဲ့ရေးတွေမဟုတ်ဘဲနဲ့ Kevin က တကားဖွင့်ပြီးတော့လက်မဘက်ကိုပြေးထွက်သွားတဲ့ဟာကိုမြင်လိုက်တယ်။အဲ့ဒါနဲ့ပဲသူကသူ့ပစ္စည်းတွေအကုန်အမြန်သိမ်းပြီးတော့အဲ့ဒီအိမ်ကနေထွက်သွားခဲ့ပါတယ်။ Kevin ကလည်းလက်မပေါ်ရောက်တာနဲ့သူကအော်ဟစ်ပြီးတော့အကူအညီတောင်းခဲ့တယ်ပေါ့နော်။တကယ်တော့ကီတီယာချက်ချင်းအသက်ထွက်သွားတာမဟုတ်ဘူး။နောက်ထပ်နိုင်ရင်အနေငယ်ထပ်ပြီးတော့အသက်ရှင်ခဲ့သေးတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတည်သွားရရှာတယ်။ဒီတစ်ခါလူတက်မှုမှာက နော်အရွယ်ရောက်ပြီးသားမြင့်မြင့်တက်တည်တယောက်လွတ်သွားတဲ့အတွက်ကြောင့်ဒက်နစ်ကလည်းနေစိတ်ပူပြီးတော့သူ့ရဲ့လှုပ်ရှားမှုတွေသူခဏရက်ထားလိုက်တယ်။ခေါင်းမှာတနတ်နှစ်ချက်အပြစ်ခံလိုက်ရတဲ့ Kevin ကကန်ကန်းထောက်မှစွာနဲ့အသက်ရှင်ခဲ့ပေမဲ့အဲ့ဒီနေ့ကကြုံခဲ့ရတဲ့ထိတ်လန့်စရာအခြေအနေနဲ့ကောင်းကတနတ်တန်ရာတွေကြောင့်เนาะတနတ်သမားကဘလို့ပုံစံဆိုတာကို ရေးတွေကိုသူကတေချာမပြောပြနိုင်တော့ဒီအမှုမှာလည်းပဲရေးတွေကဒက်နစ်ရေဒါကိုခြေရာမကောက်နိုင်ခဲ့ပြန်ဘူး ဒီလူတတ်မှုနမှုเนาะစုစုပေါင်းလူ9ယောက်တတ်ပြီးတဲ့အချိန်မှာဒက်နစ်ရေဒါကရေးတွေတရင်စာတွေရဲ့အာယုံဆိုင်မှုကိုအရန်လိုချင်နေခဲ့တယ်သူ့ကိုဂွင်းဆက်လူတက်သမားလို့တတ်မှတ်ပြီးတော့သတင်းစာတွေမှာရေးတာမျိုးကိုသူကအယမ်းဖြစ်စေခြင်းပြီးဒါပေမဲ့ရေးတွေသတင်းစာတွေကဒီအမှုကိုဒါမှမဟုတ်လို့ရှိရင်သူ့ကိုဂွင်းဆက် ဒါပေမဲ့ရေးတွေတည်င်းစာတွေကဒီအမှုကိုဒါမှမဟုတ်သူ့ကိုပေါ့နော်ဂွင်းဆက်လူတတ်သမအနေနဲ့အဲ့လိုတခန်းတနာအတိမပြုရေးတာမျိုးမရှိခဲ့ဘူး။ तू ကအဲ့လို6လအထိတီးခံပြီးတော့ तू စောင့်ဆိုင်ခဲ့ပေမဲ့အဲ့လိုမျိုးအတိမပြုမှုကိုမရတဲ့အခါကျတော့ तू ကသူ့ဘက်ကနေစပြီးတော့အာဏာပိုင်တွေတည်င်းမီဒီယာတွေကိုဆက်တွဲခဲ့တယ်။သူပထမဆုံးရေးပို့တဲ့စာမှာသူကသူ့ကိုယ်သူ BTK ဆိုပြီးတော့နာမည်ပေးခဲ့တယ်။ B ဆိုတာကဘိုင်းပေါ့နော်ချီနောင်တာ T ဆိုတာက torture နှိပ်စက်ဂလူပြူတာ K ဆိုတာ kill ဆိုတော့ तू ကလူတွေကိုချီမယ်နှိပ်စက်မယ်ပြီးရင်တပ်ပစ်မယ်ပေါ့နော်အဲ့ဒါ BTK ပေါ့ तू လူတက်ရင်အဲ့ဒါလိုမျိုးပထမဆုံးသူ့ရဲ့တားကောင်ကိုမလှုပ်နိုင်အောင်အရင်ချီမယ်ပြီးရင် तू ကနှိပ်စက်မယ်ပြီးရင် तू ကတပ်ဖြစ်မယ်အဲ့ဒါကြောင့်မလို့သူ့ကိုသူ BTK ဆိုပြီးတော့မေ့ပြီးတော့ရေးတဲ့မီဒီယာတွေကိုဆက်တွဲခဲ့တာ သူကဒီလိုမျိုးစာပို့လိုက်တဲ့အတွက်ကြောင့်ပထမဖြစ်ခဲ့တဲ့လေးလောင်းပြိုင်လူတတ်မှုနဲ့ KT အသက်ခံရတဲ့အမှုကဆက်ဆက်နေပြီးတော့သူတို့မှာဂွင်းဆက်လူတတ်သမားရှိနေပြီဆိုတာကိုရေးတွေကသိသွားခဲ့ပါတယ်။ဒါပေမဲ့ရေးတွေရဲ့မဟာဗျူဟာအရသူတို့က Dennis Radar လိုချင်တယ်လို့မျိုးသူ့ကိုဂွင်းဆက်လူတတ်သမားအနေနဲ့အတိမတ်ပြုထုတ်ဖော်ရေးသားပြီးနာမည်ကြီးအောင်မလုပ်ပေးခဲ့ကြအောင် ဒါပေမဲ့သူတို့ကဒီလူသက်သမားနဲ့အဆက်တွယ်ရချင်တယ်။ဒါကြောင့်သူတို့မျိုးကတည်င်းစာမှာ BTK help is available ပေါ့ BTK ငါတို့မင်းကိုကူညီနိုင်ပါတယ်ဆိုတဲ့ကြော်ညာလေးမထင်မရှားထည့်ပေးတယ်။ဒါပေမဲ့အရေးတွေကို BTK ကမဆက်တွယ်လာခဲ့ဘူး။ BTK ဘက်ကလည်း၃နှစ်လောက်လူမတက်ပဲနဲ့ပြန်ပြီးတော့ငြိမ်သွားခဲ့တယ်။အဲ့ဒီကာလကို BTK က interview မှာဘလို့ပြန်ပြီးတော့သုံးသပ်ပြတယ်လဲဆိုတော့ မများတို့သိတဲ့အတိုင်းပဲလူတက်တယ်ဆိုတာကအမေးလုံးလို့ရနိုင်တဲ့အရာမျိုးမဟုတ်ဘူးအချင်းနေပေးမှလုံးလို့ရတာဗျအကယ်၍ကျွန်တော်ကစပိုင်လိုမျိုးအဲ့ဒီနေရာကိုအေးစေးသွားထိုင်ပြီးတော့စောင့်ကြည့်နေနိုင်မယ်ဆိုရင်တော့လွေချင်လွေနေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်မှာပုံရှုပ်ွယ်ရှုပ်လို့နေရတာဆိုတော့ဗျာဆိုပြီးတော့ "तू ကလူတက်ဖို့အချိန်နေမပေးလို့ तू ကမတက်ခဲ့ရတဲ့ပုံကိုပြန်ပြီးတော့ပြောပြခဲ့ပါတယ်။ဒီလိုနဲ့1989ခုနှစ်မတ်လကိုရောက်လာတဲ့အခါမှာ သူကနောက်ထပ်တယောက်ကိုတတ်လိုက်ပြန်တယ်။ဒီတစ်ခါတတ်တာကတော့အသက်24နှစ်ပဲရှိသေးတဲ့ Shelly Wayne ဆိုတဲ့ကလေး၃ယောက်အမေပါ။ဒီလူတတ်မှုကိုတော့သူက Project Green လို့နာမည်စီရင်ပေးထားခဲ့တယ်။ Shelly တို့အိမ်ကိုဒီ Dennis Rader ကအလွတ်ဆုံးထောက်ဟန်ဆောင်ပြီးတော့ဝင်လာခဲ့တဲ့အချိန်မှာသူကကလေးလေး၃ယောက်နဲ့အိမ်ထဲမှာရှိနေခဲ့တာ။ Dennis Rader ကလေးတွေကိုကြိုးချီဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။ Shelley ကသူ့ကလေးတွေကိုအခန်းတစ်ခုထဲမှာတော့ပိတ်ပြီးတော့နေထားခိုင်းလိုက်တယ်။ Dennis Rader က Shelley ကိုအခြားခန်းတစ်ခုထဲကိုခေါ်သွားပြီးတော့ငါကမင်းနဲ့လိန်ဆက်ဆန့်ချင်းရောက်တက်တက်ပဲဆိုပြီးတော့ညာပြောခဲ့တယ်။ Shelley ကအော်ကြောက်လွန်းလို့အဲ့လိုထိုးအောင်လိုက်တဲ့အတွက်ကြောင့်သူကအမလီ Shelley ကိုအဆင်ပြေအောင်လုပ်ဆိုပြီးတော့ရေးတွေပါတယ်ပါခတ်တိုက်ခဲ့သေးတယ်။ ပြီးတော့မှသူယူလာတဲ့ plastic 8တဲ့8ကိုခေါင်းမှာဆွတ်ပေးလိုက်ပြီးတော့လေဘေးညစ်တက်လိုက်တယ်။သူတို့အမေကိုတတ်နေတာကိုအခန်းထဲကကလေးတွေကသိနေတယ်။သူတို့ကတကားကိုထုရိုက်ပြီးတော့လဲအောင်ငိုတယ်။အဲ့ဒီချိန်မှာ Dennis ကအဲ့ဒီလူတက်မှုကိုကျွလွန်တဲ့အချိန်မှာ Dennis မှာကတားလေးရှိနေပြီ။သူတားနနစ်တောင်ရှိနေပြီ။ဒီလိုမျိုးအိမ်ထောင်ရှိတဲ့ကလေးငယ်ရှိတဲ့အဖေတယောက်အပတ်တိုင်းဖျားချောင်းတက်ပြီးတော့အစ်တင်တော်မှာလူကြီးလူကောင်းလုပ်နေတဲ့လူတယောက်က ကလေး၃ယောက်အမေကိုသူ့သားသမီးတွေရဲ့အုံငုံနေတန်းကြားမှာပဲရရက်ဆက်ဆက်တပ်ဖြတ်ပစ်ခဲ့တယ်ပြတော့သူကပြောလိုက်သေးတယ်ရှင်လီကိုလည်းပဲတဲ့သူကမတက်ခင်မှာနည်းနည်းတက်တာရရအောင်လုပ်ပေးခဲ့သေးတယ်ဆိုပြီးသူကပြောတယ်သူရေတိုက်တာပြောချင်တာပေါ့နော်ပြီးတော့မှသူကတစ်ခါပြန်ကျိုးကိုတင်းတင်းချီပြီးတော့ခေါင်းကိုပလတ်စတစ်အိတ်နဲ့ဆွတ်ပြီးတော့လေးပင်းညက်တက်ခဲ့တာတကယ်ကိုကိုချင်းစာနာစိတ်မရှိတဲ့သူပေါ့နော်သူကအင်တာဗျူးမှာမပြောလဲဆိုတော့ ဒီဟာအိမ်မက်မက်နေတယ်လို့မျိုးပြရတယ်ကျွန်တော်ကကျွန်တော်မဟုတ်တော့ဘူးသူတို့ကလည်းကျွန်တော်ကလူလို့မမြင်တော့အရာဝတ္ထုတစ်ခုလို့ပဲမြင်တော့တယ်ဒါကြောင့်မလို့ဒီလိုမျိုးလုံနိုင်ခဲ့တာပြဆိုပြီးတော့ပြောခဲ့တယ်ဒီ James Allen Fox ဆိုတဲ့ပြမှုရေးရာကျွမ်းကျင်တဲ့သူကတော့ဒီလိုမျိုးကွင်းဆက်လူသတ်သမားတွေကသူတို့ရဲ့တားကောင်ကိုသူတို့ကလူလို့မမြင်ဘူး အရာဝတ္ထုတစ်ခုပေါ့နော် object လို့ပဲသူတို့ကမြင်တယ်။သူတို့ကအရာဝတ္ထုတစ်ခုသူတို့ကိုပျော်ရွှင်စေတဲ့ကြိယာတစ်ခုပစ္စည်းတစ်ခုလို့ပဲသူတို့ကမြင်တော့တယ်။ဒါကြောင့်မို့လို့သူတို့ရဲ့စိတ်ကြင်နှံ့မှုရတဲ့အထိရက်ဆက်မှုတွေကိုသူတို့ကလုံနိုင်ခဲ့တာလို့ပြောပြတယ်။ Dennis Rader လိုမျိုးနော်သူချစ်မြတ်နိုးရတဲ့မိန်းမနဲ့ကလေးငယ်ရှိရသားနဲ့နော်စာနာစိတ်မရှိအခုလိုမျိုးလုံနိုင်တာကိုကြတော့ compartmentalization လို့ခေါ်တယ်။လွယ်လွယ်ပြောရမယ်ဆိုရင်သူတို့ရဲ့စိတ်ခံစားချက်တွေကိုသူတို့က အကန့်ခွဲထားနိုင်တာကန္နာခွဲထားနိုင်တာသူတို့ချစ်တဲ့သူတို့မိသားစုသူတို့သားသမီးကတတ်တတ်เนาะသူ့ရဲ့သားကောင်ကတော့ဘာဖြစ်နေနေဂယုမဆိုင်ဘူးသူတို့မှာကလေးပဲရှိရှိမရှိရှိသူဂယုမဆိုင်ဘူးအဲ့လိုမျိုးသူ့သားကိုတော့သူကချစ်တယ်ဒါပေမဲ့သူ့သားနဲ့ရွယ်သူเนาะသူ့သားကောင်ရဲ့သားသမီးတွေကိုကြတော့သူကဆာနာတနာတဲ့စိတ်မဖြစ်ဘူးသူကဆာနာတနာတဲ့စိတ်မဖြစ်ဘူးအဲ့လိုမျိုးကန္ဓာခွဲခြားပြီးခံစားနိုင်နေပေါ့เนาะ ဒါကြောင့်မို့လို့ဒါ तू ကဒီလိုမျိုးကလေးတွေရဲ့အမေကိုကလေးတွေရှိနေတဲ့အချိန်မှာရရဆက်ဆက်တတ်ရေးတာ။ဒန်နစ်ကနောက်ပိုင်းပြန်ပြောပြတဲ့အထက်မှာတကယ်ဆိုရင် तू ကအဲ့ဒီကလေးတွေကိုတောင်မှတတ်ပစ်ဖို့အစီအစဉ်ရှိခဲ့တယ်တဲ့။ဒါပေမဲ့ကလေးတွေကသူတို့မှာတကယ်ကြောက်စရာအန်ဒီရင်နဲ့ကြုံနေပြီးဆိုတာကိုနားလေသွားတဲ့အတွက်ကြောင့် तू မရောက်လာခင်မှာပဲအဲ့ဒီအခန်းပဒင်းပေါက်ကနေပြီးတော့ထွက်ပြေးသွားခဲ့တယ်။အဲ့ဒါကြောင့်မို့လို့ तू ကတတ်လို့မရအောင်ဖြစ်သွားတာ။ ရှယ်လီကသူ့ရဲ့6ယောက်မြောက်သားကောင်ပေါ့နော်။သူကသူ့ရဲ့တုပ်ပိုးတွေကိုရှယ်လီအလောင်းဘေးကတွင်းခံပေါင်းပြီးသူ့လေးပေါ်မှာပန်းထားခဲ့ပြီးတော့အဲ့ဒီအိမ်ကနေထွက်သွားခဲ့ပါတယ်။ရှယ်လီသားအကြီးကောင်ကအဲ့ဒီတုန်းက9နှစ်သားလေးပဲရှိသေးတယ်။သူ့တို့မောင်နှမတွေကဗတင်းပေါက်တကားကနေထွက်သွားပြီးတော့အိမ်ကြီးချင်းနေစီပြေးသွားပြီးတော့အကူအညီတောင်းခဲ့ကြတယ်။ နောက်ပိုင်း interview တစ်ခုမှာဒီသူ့သားကြီးကိုပြန်ပြီးတော့မြင်ရတဲ့ပုံကလေကျမတကယ်တနာမိတယ်ပေါ့နော်တကယ်ကိုလူမန်းသူမန်းမသိအောင်မူးနေတဲ့လူကြီးတယောက်နဲ့တူတယ်။ဟိုကြံရစ်တဲ့ကလေးတွေကွယ် trauma တွေနဲ့ရှင်ကြံခဲ့ရပြီးတော့သူ့ရဲ့ဘဝတွေဆုတ်ပြတ်သက်သွားခဲ့တာပေါ့။အဲ့ဒီနေ့1989ခုနှစ်မှာသူက Nancy Fox ဆိုတဲ့အသက်25နှစ်အရွယ်ကမလေးကိုထပ်ပြီးတော့တတ်တယ်။ Nancy ကလည်းတယောက်တည်းနေတဲ့သူ ဒါကိုသူက Project Fox Hunt ဆိုပြီးတော့နာမည်မေ့ထားခဲ့တယ်။သူကနန်စီအိမ်ကိုဖျက်ပြီးတော့မိဖို့ကြောင့်မှထိုင်ပြီးတော့နန်စီပြန်အလာကိုစောင့်နေခဲ့တယ်။နန်စီဝင်လာတဲ့အချိန်မှာသူကချိန်ချောက်ပြီးတော့သူ့မှာပေါ့လိမ်ပိုင်းဆိုင်ရာပြဿနာရှိနေတယ်လို့ပြောပြီးတော့နန်စီကို ငါနှစ်ကိုကျိုးနဲ့ခြိထားခဲ့ပြီးတော့ပြန်ထွက်သွားမှာပါလို့ပြောခဲ့တယ်။ဆိုတော့နန်စီကလည်းယုံကြည်ပြီးတော့တီတီငိမ့်ငိမ့်နဲ့ဆက်လက်တောင်းမပြတ်ပါ။ကောင်းပြီလေ။နင်လှုပ်ချင်အောင်လုပ်ပြီးရင်ထွက်သွားငါလည်းရေးကိုခေါ်လို့ရတာပေါ့။ဆိုပြီးတော့တုံ့ပြန်ပြီးတော့သူလှုပ်ချင်တာကိုမငင်းမဆန်လှုပ်ခွင့်ပြုခဲ့တယ်။နန်စီကိုသူကအဝတ်စားတွေချွတ်ပေးလိုက်ပြီးတော့လက်ထိတ်ခတ်တယ်။ခပတ်နဲ့လီပြီးညစ်ပြီးတော့တတ်တယ်။အဲ့လိုနှိပ်ဆက်ပြီးမှသူကနန်စီရဲ့ကိုယ်ပေါ်မှာသူ့ရဲ့တကူရဲ့အာသာဖြေမှုတွေလှုပ်ခဲ့ပြီးတော့သူ့ရဲ့တုပ်ပိုးတွေကိုကိုယ်ပေါ်မှာပန်းထားခဲ့တာ။ သူကနန်စီကိုလည်းအခြားလူတွေလိုပဲဒီခပတ်နဲ့လေးပြီးညစ်ပြီးတော့တတ်ခဲ့တာပေါ့နော်နန်စီအသက်ထွက်သွားပြီးဆိုမှသူကလက်ထိတ်ကိုပြန်ဖြုတ်လက်တွေခြေတွေကိုကြိုးချီပြီးတော့အဲ့ဒီအိမ်ကနေအသားလေးပြန်ပြီးတော့ထွက်သွားခဲ့တယ်ပြီးတော့သူကအဲ့ဒီအလောင်းကိုရေးတဲ့အမြန်ရှာတွေ့စေချင်တယ်ရဲတွေရှာတွေ့မဲ့အချိန်ကိုစိတ်လုံရှားစွာနဲ့စောင့်ဆိုင်နေခဲ့ပြီးမှနောက်တနေ့အထိဘာတတင်းမှမကြားရတော့သူကလုံးဝမနေနိုင်တော့အဲ့ဒါနဲ့ပဲသူက911ကိုဖုန်းခေါ်ပြီးတော့ ခင်ဗျားတို့ short fashion က AM 843မှာ Nancy Fox ဆိုတဲ့အမျိုးသမီးအသက်ခံရတာတွေ့ရလိမ့်မယ်ဆိုပြီးတော့ဖုန်းဆက်အကြောင်းကြားခဲ့တယ်။ Dennis Rader ကိုဖမ်းမိပြီးတဲ့နောက်မှာ J House ကသူ့ကို interview တဲ့အချိန်မှာသူပြောတာအဲ့ဒီတော့ကသူဟို911ကိုဖုန်းခေါ်တယ်ဆိုတော့သူစိတ်မထိန်နိုင်လုံးလုံးသူကခေါ်တာတဲ့စိတ်လိုက်မှန်ပါဖုန်းဆက်လိုက်တာတဲ့တကယ်ကိုမိုက်မေးတဲ့အလုပ်ပေါ့နော်တကယ်ကိုမိုက်မေးတဲ့အလုပ်ပါဗျာကျွန်တော်အတန်ပတန်ကိုသူတို့ကအဲ့ဒီကနေရသွားတာဗျဆိုပြီးတော့ ဒက်နစ်ရေဒါမချစ်မရေးနဲ့သူ့ရဲ့သူတကွက်မားသွားတယ်ဆိုတဲ့ဟာကိုဝန်ခံခဲ့တယ်ရေးတွေကလည်းသူစကားပြောထားတဲ့အတန်ကိုလူထုကိုချပြခဲ့ပေမဲ့ဘဒူးမှလူသက်သမားကဘဒူးဆိုတာမညွှန်းနိုင်ခဲ့ကြအောင် ညက်မြင်အမျိုးသမီးတယောက်ကဖုန်းလာဆက်တဲ့အမျိုးသားတယောက်နော်အလုတ်အမှတ်တစ်စိတ်ပါတဲ့ကားလေးတစ်စီးပေါ်တက်ပြီးတော့မောင်းထွက်သွားတယ်လို့ပြောခဲ့ပေမဲ့ရေးတွေကသူ့ကိုချက်ချင်းအင်တာဗျူးတာမျိုးမလုပ်ခဲ့ဘူးနောက်၃ရက်ကြာမှခေါ်မေးတော့အဲ့ဒီအမျိုးသမီးကကားပေါ်မှာဘာစားတန်းနေရေးထားမှနောက်သူကမတိရတော့တတိမရတော့မေ့သွားရင်အဲ့တော့ဘာတဲလွန်စားမှပြန်မရခဲ့တော့ Dennis Reader ကသူလူ9ယောက်တက်ပြီးတဲ့အထိရေးတွေကသူ့ကို Serial Killer ဝင်းဆက်လူတက်သမားဘွဲ့ကိုတည်င်းစာတွေရတယ်တည်ရဲဝင်း အဲ့လိုတတ်မှတ်ပေးထားတာသူ့ကိုအဲ့လိုပြောထားတာလည်းမရှိတော့သူကလုံးဝမကျေနပ်ဘူးလုံးဝကိုနေမထိထိုင်မတာဖြစ်ပြီးတော့သူက Wichita Eager တင်းစာကိုသူကကြပြရိစာရီရေးပြီးတော့ပို့ခဲ့တယ်အဲ့ထက်မှဘာတွေပါလဲဆိုတော့ Shelving အသက်ခံရတာနဲ့ပတ်သက်တဲ့ဟာတွေကိုအသေးစိတ်ရေးပြီးတော့ပို့ထားတယ်နောက်ရက်တွေမှာလဲသူကအဲ့ဒလိုမျိုးပဲစိတ်အနောက်ရှက်ဖြစ်စရာစားတွေပေါ့နော်အဲ့လိုတက်တီတွေဘာညာတွေအဲ့လိုဆက်တိုက်ပို့ပေးနေခဲ့တယ် ဒါပေမဲ့သတင်းစာကလည်းသူ့အလိုကိုလိုက်ပြီးတော့သူ့ကိုဂွင်းဆက်လူတပ်သမားအနေနဲ့ဇန်းတင်ပြီးတော့သတင်းမှာမရေးပေးဘူး။သူကနာမည်အရန်ကြီးရှင်နေတာသိတော့တမင်နာမည်မကြီးအောင်လို့သူ့အကြောင်းကိုဘာမှမရေးဘဲနဲ့ထားခဲ့ကြတယ်။ TV မှာလည်းသူ့အကြောင်းဘာမှမပြောခဲ့ကြအောင်ဒါပေမဲ့နောက်ဆုံးမှာတင်းအေဂျင်စီတွေကသူဖြစ်ချင်တဲ့အတိုင်းမဖြစ်မနေလုပ်ပေးလိုက်စရာအကြောင်းဖြစ်စေတဲ့စာတစောင်ရခဲ့တယ်။အဲ့ဒီစာထဲမှာသူက Shelly Locks Shelly Locks ဆိုတဲ့စကားလုံးနဲ့အစချီထားပြီးတော့ သူကဘလိုမျိုး Shelly Locks ကိုတတ်ခဲ့တယ်ဆိုတာကိုအသေးစိတ်ရေးပေးထားတယ်။ပြီးတော့သူ့ကိုယ်သူပေါ့နော်ရှေ့ကနာမည်ကျော်ခွင်းဆက်လူသက်သမားတွေဖြစ်တဲ့ Son of Sam တို့နော် Jack the Ripper တို့ Hillside Strangler စတဲ့လူတွေနဲ့ခိုင်းနှိုင်းပြောဆိုပြီးတော့သူကရေးထားတယ်။အဲ့ဒီလူတွေလူမျိုးသူကနာမည်ကြီးချင်တာ attention ကိုရချင်တာ။သူကဘာပြောသေးလဲဆိုတော့မင်းတို့ကတောင်းဆိုတာကမှင်ကလေးနည်းနည်းစွရုံပါကွာစာလေးတစ်ပိုင်းလောက်ဖြစ်ဖြစ် ဖော်ပြရင်တော့ရပါတယ်။ငါနဲ့ထိုက်တန်တဲ့အတိမပြုမှုကိုရအောင်လို့ငါနောက်ထပ်လူဗနယောက်ကိုထတ်တက်ရအောင်မလဲဆိုပြီးတော့တည်င်းစာမှာသူ့အကြောင်းကိုဂွင်းဆက်လူတတ်သမားအနေနဲ့အတိမပြုမရေးပေးတာကို तू ကစိတ်ပြက်လက်ပြက်နဲ့ချင်းချောက်စာအောင်ရေးပို့တာ။အဲအဲ့ဒီစာကြောင့်ပဲတည်င်းစာတိုင်းနဲ့ရေးတယ်ကသူ့ကိုအော်ဂွင်းဆက်လူတတ်သမားလို့အတိမမပြုမချင်း तू ဆက်ပြီးတော့လူတက်နေအောင်မဲ့တဘောဖြစ်နေတာမို့လို့သူ့ကိုနောက်ဆုံးတော့ရေးအရာရှိနဲ့တည်င်းစာတိုက်က ငါတို့ data မှာ BTK ဆိုတဲ့ကွင်းဆက်လူသက်သမားရှိနေပါတယ်။သူ့ကိုငါတို့အလိုရှိလို့လိုက်ရှာနေပါတယ်ဆိုပြီးတော့သတင်းမီဒီယာနဲ့တဆင့်အတိမပြုကြီးညာလိုက်ရတယ်။သူကသူ့ကိုကွင်းဆက်လူသက်သမားတွေစီးရင်ထဲအရေးတယူထစ်ပေးစီခြင်းနဲ့ဒီလိုထစ်ပြောခြင်းကိုကသူ့ကိုဂုံပြုလိုက်တယ်လို့သူကခံစားရတာ။ လူချို့ကလည်း BTK ဆိုတဲ့လူသက်သမားကဘယ်သူမှမသိဖြစ်နေတော့အကြောက်ကြီးကြောက်သွားကြတယ်။အဲ့ဒီမှာ BTK ကပို့ပြီးတော့လူတွေကြောက်သွားအောင်လို့သူ့စာထဲမှာထည့်ရေးထားသေးတယ်။ "तू က तू နောက်ထပ်တက်ပြင်းမဲ့လူတယောက်ကိုရွေးချယ်ထားပြီးပြီ"ဆိုပြီးတော့ကြေညာတယ်။အဲပြီးတော့ဗာပြောထားလဲဆိုတော့ကျွန်တော်အခုလူတယောက်ကိုတက်ပြဖို့စီစဉ်နေတယ်။အဲ့ဒီ main ကလေးကိုစောင့်ကြည့်နေတယ်။အဲ့ဒီမိန်ကလေးကခမည်းလေးဖြစ်သွားနိုင်လေဆိုပြီးတော့ကြောက်စရာကောင်းတဲ့စာကို ရေးပြီးတော့ပို့ခဲ့တာ သူကလူတွေကိုကြောက်သွားစေခြင်းနဲ့အတိုင်းပဲမြို့နေလူထုကလည်းအယံကိုကြောက်သွားခဲ့တယ်။ Wichita Yiskan ကသူ့ကိုအဲ့လိုမျိုး BTK ကွင်းဆက်လူတပ်သမားအနေနဲ့ထဲ့ကြောညာလိုက်ဖို့ကိုတင်းခံနေတာအကြာကြီးပဲ။အဲ့ဒီလိုမျိုးအတိမတ်ပြုတ်လိုက်ရင်သူ့ရဲ့အတ္တကပိုကြီးသွားမယ်။သူသူ့ကိုလူပိုတက်ဖို့အားပေးလိုက်တယ်လို့ဖြစ်သွားမယ်လို့မြင်တာကြောင့်အတိမတ်မပြုတ်ချင်တာ။ ဒါပေမဲ့သူကအခုနောက်တယောက်ကိုတပ်ပစ်ဖို့ရွေးချယ်ထားပြီးတော့အဲ့ဒီလူရဲ့နောက်ကိုလိုက်ချောင်းနေတယ်လို့ကြေညာလိုက်တော့ရေးတွေလည်းပြူဟာပြောင်းရတော့တယ်။အဲ့ဒီအချိန်တုန်းကရေးမှုကြီး Richard Lamuyon ကိုတိုင်ကမင်းကငါတို့ BTK အနေနဲ့အတိမပြူပါတယ်။ဒီမှာငါတို့တကယ်ပဲ군ဆက်လူတပ်သမားရှိနေပါပြီဆိုပြီးတော့ ဝန်ခံကြေညာလိုက်ရတယ်။ရေးအရာရှိနဲ့သတင်းစာတိုက်ဒါရိုက်တာကအတူတူပူတွဲပြီးတော့ TV ရှေ့မှာပထမဆုံးအနေနဲ့ Vichitar မှာဂွင်းဆက်လူသက်သမားရှိနေပြီဆိုတာကိုအတိမတ်ပြုပြောရတဲ့အခြေအနေဖြစ်သွားခဲ့တာ။အဲ့ဒီအချိန်ထိရေးတွေက BTK ကဘာတူလဲဆိုတာလုံးဝစဉ်းစားလို့မရဘူး။တဲလွန်စတာမရှိသေးတဲ့အနေအထားဖြစ်နေပါဗျ။ ဲ့ဒီလိုမျိုးအခြေအနေကြောင့်ဒီအများပြည်သူကတယောက်နဲ့တယောက်အဲ့လိုတင်္ကာမကင်းဖြစ်ရတဲ့အနေအထားဖြစ်သွားတာပေါ့နော်လူသက်သမားကသူတို့ထဲမှာပဲရှိနေတယ်ဘယ်သူမှတော့မသိဘူးဆိုတဲ့အနေအထားကကိုယ်အနာကလူနော်ကိုတိနေတဲ့သူကလူသက်သမားဖြစ်နေနိုင်တယ်ဆိုတဲ့အနေအထားဖြစ်သွားတာလူသက်သမားကဘေးနေရာမှာမဆိုရှိနိုင်တယ်ဘသူမဆိုဖြစ်နေနိုင်တယ်ဆိုတော့မိန်းကလေးတွေကလည်းသူတို့ချစ်သူကလူသက်သမားဖြစ်နေမလားဆိုပြီးတော့ကြောက်သွားကြတယ် ိဘတွေကလည်းငါသားများလူသက်သမားဖြစ်နေမလားဆိုပြီးတော့ကြောက်နေကြတယ်။အကြောက်တရားကတကယ့်ကိုတမျိုးလုံးကိုစိုးမိုးသွားခဲ့တယ်။ Dennis Reader ကဒီ psychologist နဲ့ interview တဲ့အချိန်မှာဗာပြောတယ်လဲဆိုတော့သူချင်တာကသူ့မှာမကောင်းဆိုးဝါးတစ်ခုခုကပ်ညိနေတယ်လို့ထင်တယ်ပေါ့။ကျွန်တော်ငငယ်တုန်းကခေါင်းကိုလည်းထိခိုက်မိဘူးတဲ့။အဲ့ဒါကြောင့်ပဲကျွန်တော်လူသက်သမားဖြစ်လာသလားမသိဘူးပေါ့။ တချို့ဘာသာရေးသမားတွေနဲ့ကျွန်တော်စကားပြောဖူးတယ်သူတို့ပြောတာကမကောင်းဆိုးဝါးကကျွန်တော်စီကိုလာနိုင်တယ်လို့ပြောဖူးတယ်ဒီမကောင်းဆိုးဝါးတွေကပဲကျွန်တော်ကိုဒါမျိုးတွေလောက်ခိုင်းခဲ့တာနေလိမ့်မယ်တာမန်လူဆိုရင်တော့ဒါမျိုးမလုပ်နိုင်ဘူးကျွန်တော်ကကြတော့ဒီလိုလောက်တာကိုမရက်ပစ်နိုင်ခဲ့ဘူးအဲ့ဒီမကောင်းဆိုးဝါးကဒီ driver ခုံမှာထိုင်ပြီးတော့ကျွန်တော်ကိုမောင်းနေနေတယ်လို့ပြဆိုပြီးတော့ပြောပြခဲ့တယ်သူ့ဘဝကိုသူနဲ့မကောင်းဆိုးဝါးကတလေစီမောင်းနေနေတဲ့ပုံစံသူကပြောခဲ့တယ် ဒါပေမဲ့ဒီပြစ်မှုဗေဒဆိုင်ရာပညာရှင် James Allen Fox ကတော့ Dennis Rader ကတကူကောင်းတမအတတမစစ်စစ်သူကသူစိတ်ကျဉ်းနှမှုအတွက်ကိုပဲသူကတတ်ခဲ့တာအခုသူပြောတဲ့ငငယ်တုန်းကခေါင်းကိုထိလို့တော့မကောင်းဆိုးဝါးတော့ဆိုတာသူအပြစ်ပုံချဖို့တခုခုအကြောင်းအရာတမျိုးမျိုးပေါ့နော်တစုံတယောက်လိုအပ်နေလို့သူကအော်ငါကဒါတွေကြောက်တာလို့ဖြစ်တာမဟုတ်ရင်ငါပဒံငါဆိုရင်မလုပ်ပါဘူးဆိုတဲ့ပုံစံမျိုးချိုးတာလို့သုံးတတ်ပြခဲ့တယ်။ကလေးတိုင်းကငငယ်တုန်းက ကောင်းမှတနည်းမဟုတ်တနည်းထိခိုက်တန်ရာရတယ်ပေါ့နော်လူသက်သမားတွေမှာမဖြစ်လာကြတာပေါ့ရေးတွေကလူသက်သမားကိုဖမ်းမိဖို့နှီးမျိုးစုံနဲ့စ조사ခဲ့ကြတယ်အရင်တော့ကမလုတ်ခဲ့ဘူးတဲ့နှီးတွေပါမကြအကုန်လိုက်လုတ်ပြီးတော့သူ့ရဲ့သက်လွန်စားတွေကိုရအောင်လုတ်ခဲ့ပေမဲ့ခုနှစ်လောင်းသာရှိသွားတယ်သူ့ကိုဖမ်းမိနိုင်ဖို့အလားအလာလုံးဝမရှိခဲ့သေးပါဘူး BTK ပို့လိုက်တဲ့စာကသူတက်ခဲ့တဲ့တက္ကသိုလ် Wichita State University ကကွန်ပျူတာနဲ့ထုတ်ခဲ့တယ်ဆိုတာကိုဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အဲ့ဒီမှာသွားစုံစမ်းမေးမြန်းမှုတွေလုပ်တော့လဲဘာမှမထူးခြားခဲ့ဘူး BTK တဖြစ်လဲ Dennis ကအဲ့ဒီအကြောင်းမှာဒီ criminal justice ကိုတတ်ခဲ့တာဒါကြောင့်မို့လို့ဒုစရိုက်သမားတွေနဲ့ပတ်သက်တာနော်ပြစ်မှုတွေရေးတွေနဲ့ပတ်သက်တာတွေးခေါ်တာတွေကိုသူကကောင်းကောင်းစဉ်းစားတတ်နေတဲ့အတွက်ကြောင့်အမှုကျွလွန်တဲ့အခါမှာအရန်တက်ရက်နေခဲ့တာလားမသိဘူး သူကသူတပ်ပြစ်မဲ့တားကောင်ကိုရွေးတဲ့အခါမှာလုံးဝအဆက်ဆက်မရှိပတ်သက်မရှိတာကိုပဲရွေးတဲ့အတွက်ရေးတွေကပို့ပြီးတော့စဉ်းစားရကြက်သွားတယ်။ရေးတွေကအဲ့လိုမျိုးသူ့ကိုအသေးအံရှာနေတဲ့အချိန်မှာ Dennis Rader ကတော့လူတွေကြားထဲမှာအသွားအလာမပြတ်ဖျားချောင်းတက်မပြတ်နော်သူ့သားရဲ့ကြောင်းအားကစားပွဲတွေသမီးရဲ့ကပွဲတွေမိသားစုတွေ့ဆုံပွဲတွေကိုမပြတ်မကွက်တက်ရောက်ပြီးတော့ ရေးရရဲ့မျက်စိအောက်မှာပဲသူကအေးအေးချမ်းချမ်းလုံလုံခြုံခြုံနဲ့သွားလာနေထိုင်ခဲ့တာဖျားเจ้าမှာဆိုရင်သူကအာရှလို့ခေါ်တဲ့စေတနာဝန်ထမ်းလည်းလုပ်ခဲ့သေးတယ်ဖျားเจ้าမစခင်မှာဒီဖျားเจ้าရဲ့အတန်စနစ်တွေကိုစစ်ဆေးပေးတာတို့ဖျားเจ้าပြီးသွားတဲ့အခါမှာအလူငွေတို့ရေတွက်ကူတာတို့အဲ့လိုမျိုးပုံမှန်သူကအမေးကူညီပြီးတော့လုပ်ပေးခဲ့တယ်အများအမြင်မှာတော့သူကလေးစားစရာကောင်းတဲ့ဖះနဲ့တရားနဲ့လူကြီးလူကောင်းတယောက်နေနဲ့ရှိနေခဲ့တာ ကျွန်တော်နေ့တိုင်းဆူတောင်းနေစံစာဖတ်တယ်ဒါကကောင်းမွန်တဲ့ concept ဆိုတာကိုဒါကကောင်းမွန်တဲ့ concept တွေဆိုတော့ခမရတို့လည်းနေစဉ်ဘဝမှာအသုံးပြုလို့ကောင်းတယ်လို့သူက interview တဲ့သူတော်မှပြန်ပြီးတော့တရားချလိုက်သေးတယ်ကွင်းဆက်လူတတ်သမားကလည်းဖះကိုယုံကြည်ကိုးကွယ်လို့ရတယ်ပေါ့။သူကိုးကွယ်တဲ့ပုံစံကသူလှုပ်ချင်တာကိုလှုပ်ဖို့ဘာသာရေးအရေးကိုခြုံထားတဲ့တဘောလို့ကျမကမြင်တယ်။ဟိုအတွင်းထဲကယုံကြည်လို့မဟုတ်လေနော်။ယုံကြည်လို့ရှင်သူအဲ့လိုပဲလုပ်မလဲဖះကိုကြောက်ရင် ူကအဲ့ဒီအတင်းတော်ကနာယကတောင်ဖြစ်သွားခဲ့တာရေးတွေကသူ့ကိုဖမ်းမမိတာဘာမှမထူးဆန်းဘလို့လို့ပြီးတော့ဒီလောက်ကောင်းတဲ့လူကိုလူသက်သမားလို့ထင်မိကြမလဲเนาะတန်တရာဝင်ကြမလဲ Dennis Rader ရဲ့ project တိုင်းကဒီအောင်မြင်တဲ့ project ဖြစ်ခဲ့တာတော့မဟုတ်ဘူးเนาะ1996ခုနှစ်မှာသူကဒီ Anna Williams ဆိုတဲ့အမျိုးသမီးတယောက်ကိုလည်းသူကတားကောင်ဖြစ်ရွေးလိုက်တယ်ပြီးတော့စောင့်ကြည့်နေခဲ့တယ် အဲ့ဒီကာလတွေမှာကဝီချီတာမြို့လေးကဒီ BTK လူသက်သမားကိုကြောက်တဲ့အချိန်မပြေသေးတဲ့ကာလပေါ့နော်အမျိုးသမီးတွေကအိမ်ကိုပြန်လာတယ်ဆိုရင်အိမ်ထဲကိုတမ်းမဝင်ဘူးသူတို့ကဖုန်းကြိုးတွေအရင်စစ်ဆေးတယ်ညအိတ်ခါနီးဖုန်းလိုင်းပြက်မပြက်ကိုတစ်ခါပြန်ပြီးတော့စစ်ဆေးတယ်နောက်ပြီးတော့အိမ်လုံးချုံရေးစနစ်ရောင်းချတဲ့ကုမ္ပဏီတွေဆိုတာတကယ်ကိုလက်မလဲအောင်ကိုရောင်းချနေရတဲ့အချိန်ပေါ့ 1989ခုနှစ်ဧပြီလမှာကတော့သူကဒီအသက်63နှစ်အရွယ်အနာဝီလျံဆိုတဲ့အမျိုးသမီးတူကိုသူကရွေးလိုက်တယ်။အရင်သူတတ်ခဲ့တဲ့နန်စီဖော့အိမ်နဲ့တိတ်မဝေးတဲ့အိမ်ပေါ့။သူကဧပြီ28ရက်နေ့မှာအနာအိမ်ကိုဖျက်ပြီးတော့အိမ်ထဲမှာဝင်ပြီးတော့စောင့်နေခဲ့တယ်။ကံကောင်းချင်တော့အနာကအဲ့ဒီညမှာသူ့မြေးမလေးနဲ့ကပွဲသွားပြီးတော့အိမ်ကိုပြန်မလာတော့ဘဲနဲ့မြေးမလေးရဲ့အိမ်ကိုလိုက်သွားခဲ့တယ်။ နောက်တနေ့မနေ့သူအိမ်ကိုပြန်လာတော့ဒါမျိုးတွေ့လိုက်ရတာနဲ့သူကချက်ချင်းအိမ်ကနေပြန်ထွက်လာခဲ့တယ်။ရေးတွေကအနအိမ်ကိုရောက်လာတဲ့အချိန်မှာဒီအဝတ်ပြည်သူတွေနားမှာကြိုးထုံးတစ်ခုကိုတွေ့ရတဲ့အတွက်လူသက်သမားကသူ့ကိုဒီအိမ်မှာစောင့်နေခဲ့တယ်ဆိုတာကိုသိသွားခဲ့တယ်။ဒါကို BTK မှဘလို့သိခဲ့ကြသလဲဆိုတော့တိတ်မကြခင်မှာပဲရေးတွေနဲ့တည်င်းဌာနတွေက BTK စီကနေပြီးတော့သူအနအိမ်ကနေခိုးသွားတဲ့ပစ္စည်းတွေရဲ့ဓာတ်ပုံနဲ့ကြပြတဲ့ပုတ်ကိုလက်ခံရရှိလို့ပဲ။ အဲ့ဒီစာထဲမှာ तू ကအနာခံကောင်းသွားတယ်ဆိုပြီးတော့ရေးခဲ့တယ်။အဲ့ဒါကသူ့ကိုမဖမ်းမိခင် तू နောက်ဆုံးရေးနေမီဒီယာကိုဆက်တွဲခဲ့တာ။ဒါ့အပြင် Dennis Rader ကအနာအိမ်ရှိမှလည်းပဲအနာအတွက်စာပို့ခဲ့တယ်။အိုးအနာရဲ့နင်ဘာကြောင့်မရောက်လာခဲ့ရတာလဲဆိုရဲမချစ်မရေးဖြစ်ရတယ်ဆိုရဲစာကိုအနာရခဲ့တာသူရဲ့အခုလိုမျိုးမအောင်မြင်တဲ့နော်လူတက်ရန်ကြံစီအားထုတ်မှုက အနည်းဆုံးလူ6ယောက်လောက်ရှိနိုင်တယ်ဆိုပြီးတော့သိရတယ် ဒီချိန်ထိချိန်ပြီးနားထောင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ် Dennis Radar ကျွလွန်တဲ့လူသက်မှုတွေနဲ့သူ့ကိုဘယ်လိုမျိုးဖမ်းမိသွားသလဲဆိုတာကို အပိုင်း3စက်သိမ့်ပိုင်းမှာတင်ဆက်ပေးပါမယ်ရှင်။အားလုံးပဲအပိုင်း3မှာပြန်တွေ့မယ်နော်။ Bye bye ။